hello အားလုံးပဲမင်္ဂလာပါအမပြောမဖြစ်လို့ပြောပြရမယ်အကြောင်းရှိတယ်ပေါ့နော်ဒီတလော Facebook က reels တွေမှာပေါ့နော်ဘာတွေတက်လာလဲဆိုလို့ရှင်ဘုံခုကျင်းနေရနေပြီးတော့ဒီကလေးလေးတွေထွက်လာတယ် ပြီးတော့ TikTok ဆော့ပြရတယ်နောက်တစ်ခုကအမျိုးသမီးတွေထွက်လာတယ် TikTok ဆော့ပြရတယ်ဆိုရယ်ဗီဒီယိုလေးတွေအများကြီးစိတ်ချင်းတက်လာတယ်ပေါ့နော်ပထမတော့ကတော့အော် okay သူတို့ရဲ့ဒီဒီပုံစံပေါ့နော်သူတို့နေရတယ်နေထိုင်ရတဲ့ပုံစံအနေထားကိုဟိုပြရတယ်ဆိုပြီးတော့ပဲကိုကစိတ်ထဲမှာချင်တယ်နောက်ပိုင်းကျတော့မဖြစ်လာလဲဆိုလို့ရှင်ဒီဘုံခုချင်းပုံစံဒီပေါ့နော်ဘုံခုချင်းပုံစံဘုံခုချင်းဒီလိုဆော့ထားတဲ့ဟာတွေအပေါ်မှာကာထားတဲ့ဟာတွေကဒါကအ cover and concealment ကအစသူတို့ဒီ ဗီဒီယိုထဲမှာထည့်ရိုက်ပြထားတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကနေပြီးဘူးဒတနေနဲ့ပြရတာပေါ့နော်ကိုအရင်နှောင်းကဒီအင်ဂျင်နီယာတက်မှာတာဝန်ထမ်းဆောင်တော့ကဘုံကိုကြီးတင်တူရတယ်ဘုံကိုကြီးတော့မှာသူစစ်ဆောင်အတွက်ကဘုံကိုကြီးတူရတာရှိတယ်နောက်တစ်ခုကဒီစစ်သားတွေအတွက်ဘုံကိုကြီးတူရတာရှိတယ်တက်ဒီကားတွေအတွက်ဘုံကိုကြီးတူရတာရှိတယ်လက်နက်တွေလည်းဘုံကိုကြီးတူရတာရှိတယ်ဒီဘုံကိုကြီးနေကလေ and classify information မဟုတ်ပါဘူး classify information မှာ classify information ဆိုတာကဒီ Facebook တေပေါ်မှာ ကျင်လုံးမရဘူးလူတကာဟိုငါတော့ဒီပုံစံစောင့်နေပါတယ်ငါတို့ကတော့ဒီပုံစံတင်းတင်းတူးခဲ့ပါတယ်ဆိုရဲဟာကိုပြောလို့မရတဲ့အအကြောင်းညာဖြစ်တယ်ပေါ့နော်အဲ့ဒီအဲ့ဒီဟာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကိုလုတ်ပြီးတော့တတိလာပေးတာပေါ့နော်ဟိုတစ်တော့မဆော့ရအောင်မဟုတ်ဘူးတစ်တော့ဆော့လို့ရတယ်ဒါပေမဲ့ကိုဆော့လိုက်တဲ့ TikTok ကနေပြီးတော့အင်အင်ဖော်မေးရှင်းရသွားခဲ့တဲ့ခါကြလို့ရှင်ဒီဗီဒီယိုလေးတစ်ပုတ်ကနေပြီးတော့လူအသက်ပေါင်းများစွာဆုံးရှုံးနိုင်တယ်ဆိုတဲ့အကြောင်းကိုလာပြောပြတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ ဘူဒတာရှိတဲ့လူတွေကလည်းဒီကလေးတွေကိုဟိုကောင်းကောင်းမွန်ပြောပြဖို့ပေါ့နော်လိုအပ်တယ်ဆိုတဲ့အကြောင်းကိုလာပြောပြတာဖြစ်တယ်ပေါ့နော်ဒီဘုံဖို့ကြီးနေမတင်ပါနဲ့ဘုံဖို့ကြီးဗီဒီယိုတွေမတင်ပါနဲ့ဘုံဖို့ကြီးတပုတ်နေမတင်ပါနဲ့ဆိုပြီးပြောလာတာအတက်တက်ဘာလို့မတင်ခိုင်းလဲဆိုလို့ရှိရင်စစ်တပ်ထိုင်းမှာစစ်အင်ဂျင်နီယာတွေရှိတယ်စစ်အင်ဂျင်နီယာတွေဆိုတာကလည်းဘုံဖောက်ခွဲတဲ့လူတွေဘုံဖို့ကြီးတူတဲ့လူတွေနောက်ပြီးလို့ရှိရင်ဒီရန်သူ defense side offense side တဲ့လူတွေရှိတယ်။မြန်မာစစ်တပ်မှလည်းအဲ့ဒါရှိတယ်။မြန်မာစစ်တပ်မှလည်းရှိတဲ့ကြောင့်မို့ဘုံခုချင်းပုံစံကိုသူတို့တွေ့သွားတာနဲ့အော်စစ်အင်ဂျင်နီယာတွေကနေပြောလေ။အော်သူတို့ဒီလိုပုံစံမျိုးတူထားပါလား။အော်ဒီလိုပုံစံမျိုးလား။လိမ်မြန်မာလေလိမ်မြန်သမားလေကြဲကျင်နေကြဲချတာမဟုတ်ဘူး။စစ်အင်ဂျင်နီယာသမားတွေကနေပြောဟယ်လိုဒီလိုဒီလိုရှိတယ်ဒီလိုပုံစံမျိုးရှိပါတယ်ဆိုပြီးပြောတော့မှဘယ်နေရာမှာလဲဘလို့အခြေအနေလဲဘလို့ပုံစံမျိုးတူထားပြောပြမှသာလိမ်မြန်မောကနေပြောကြဲချတာ ကျင့်တဲ့ကျချာနေ okay မှန်တယ်ကျင့်တဲ့ကျချာနေဒါပေမဲ့လေမြန်ဝဲပြီးမှကျဲတာမယုံသတိထားကြည့်လိုက်ဝဲပြီးမှကျဲတာဘာဖြစ်လို့လဲဆိုဒီနေရာတေးကြပြီးဆိုမှဒီနေရာမှာကျဲချတာဘေးနားမှာဆင်သွားတဲ့ဟာတွေကဆင်ပါပဲဘာလို့ဆိုတော့အပေါ်ကနေပြီးတော့ကျဲချတဲ့အတွက်ကြောင့်ဒရဆင်ပါပဲဒါပေမဲ့အိနေရာတေးကြပြီးဆိုမှတော့ကျဲချတာနော်အဲ့ဒီတော့မတင်ပါနဲ့လို့ပြောတာလေလူအသက်တစ်ချောင်းဆုံးရှုံးသွားမှာလူအသက်ပေါင်းပြောင်းပြားဆိုတာဆုံးရှုံးသွားမှာကိုယ်စောက်ဆန့်ရတာပဲမကြည့်နဲ့နော် သက်လူတွေအသက်တွေဆုံးရှုံးနေတာနေ့စဉ်နဲ့မျှဆုံးရှုံးနေဟောင်းကြည်ခေါင်းထဲမှာနမူနာယူငါတင်လိုက်တဲ့ဗီဒီယိုကြောင့်ဒီလိုမျိုးအသက်ဆုံးရှုံးနိုင်မှာလားဆိုတာကိုခေါင်းထဲမှာတွေးမလုံနဲ့ဆိုမလုံနဲ့ပေါ့ဘာဖြစ်လို့မလုံခိုင်းလဲဆိုရှင်ငါရဲ့အတွေ့အကြုံကလေဒီတော်လှန်ရေးမပြီးခင်ကနေစီရီလေးချင်းမှုတွေတွားခဲ့တာဒူးနေတယ်နော်အဲ့တော့ဒီလိုပြောပြနေတယ်ဆိုတာကမဖြစ်စေချင်လို့ပြောပြနေတယ်ဆိုတော့ခေါင်းထဲမှာနေတိုင်းတွေး